ပြ area တဲ့ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ဘာမှမဆိုင်တဲ့ဘဝတွေဟာတန်လန်းလေးရဲ့ဟိုဘက်တစ်ချက်မှာရှိနေပါတယ်။ဒီနေ့မှာကျွန်တော်ဆရာမြတ်တန်းတဲ့ရဲ့စကလုံးကိုယူသုံးပါရစေ။အဲ့ဒီနေရာကိုကျွန်တော်ဒုက္ခပြုတော်ဖြစ်ပါတယ်။ န်ကုန်မြို့မှာရှိတဲ့ရက်ွက်တိုင်းရက်ွက်တိုင်းမှာပြိုင်မယ်ကလေးအများပြိုင်ဝဲဆိုရင်ကျွန်တော်တို့ရက်ွက်ကနိုင်မှာအနိဒာယုံမြောင်းကြီးလို့တော့ပြောရတယ်သူတို့ရဲ့အိမ်တကားဝမှာကျွန်တော်ထိုင်နေရပါဒီအောက်ဒီမှာလူတွေရှိနေကြတယ် ရန်ကုန်မြို့တိမ်ပြူမြေထားဝင်းထဲမှာရှိတဲ့ဝန်ထမ်းအင်အားတွေကြံကင်းအောက်ကဘဝတွေအကြောင်းကိုကျွန်တော်လွန်ခဲ့တဲ့၄နှစ်ကဒုက္ခမျိုးတော်ဆိုပြီးတော့တင်စားပြီးတော့စီစဉ်တင်ဆက်ခဲ့မှုပါတယ်အခု၄နှစ်ကြာသွားတဲ့ခါမှာဒီဒုက္ခမျိုးတော်ထဲမှာဘာတွေပြောင်းလဲသွားလဲဆိုတာတွေကိုဒီနေ့ close set စီစဉ်မှာအနည်းကတွေ့မြင်ရမှာပါတွေ့ပြန်ပြီ။ဟောတွေ့ပြန်ပြီ။ဟုတ်ကဲ့။ဟုတ်ကဲ့။ခုနောက်တစ်ခေါက်ပေါ့ဗျာ အဲဒါဒုတိယအကြိမ်ဒုတိယအကြိမ်ပေါ့ဟုတ်ကဲ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 ့ကဲကျွန်တော်တို့ဒီအခြေရက်ွက်ထဲအခြေအနေတွေကျွန်တော်လိုက်ကြည့်အောင်ခွေးလည်းရင်လုံးများတော့မယ်ဗျာနော်ဟာခွေးတွေလည်းများတော့မယ်ခွေးတွေလည်းပေါ်တော့မယ်ဘယ်စီလေးတော့မှမခွေးရပူများလာခွေးပုံဆောင်လေးတော့အများကြီးကျန်နေခွေးရပူများလာတာ generation အစ်တွေပါလေးတွေကပူများလာဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်လာမယ့်အနာဂတ်ရဲ့ခွေးတွေကောင်းနေပါ အခုဒါကျွန်တော်တို့ဟိုတစ်ခေါက်ကပြောတဲ့အရင်မြောင်းမယ်ဗျအဲကျွန်တော်တို့အချိန်နေအဲမြောင်းအခုတော့ကျွန်တော်တို့ပြန်ပြီးတော့ဆဲတော့ဆဲထားတယ်မြောင်းအောင်ပါလေဟုတ်နေတန့်ရှင်းအောင်အရင်အရင်ဟွာတဲ့စာရင်တော့နည်းနည်းလေးတော့တော်သွားတာပေါ့ဒါပေမဲ့ဖိဖိစီစီမလုံနိုင်တော့ဒီတိုင်းပဲအနိဋ္ဌာယုံအနိဋ္ဌာယုံမြောင်းတာအနိဋ္ဌာယုံမြောင်းမှာပဲ ဟုတ်ကဲ့ဟိုကလေးတွေတွေအန်ရတာများတယ်ဟုတ်ကဲ့ဒီပုံမျိုးအနံ့ကျွန်တော်ရနေသေးရနော်ဒီအနံ့ကတော့အနံ့ဆိုတော့ကျွန်တော်တို့ဒါဒီနားကလေးတွေဆိုအန်ရပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ နေကောင်းတယ်နော်ဒီမှာနေတာဘယ်လောက်ကြာပြီလဲဟုတ်လား15နှစ်လောက်ရှိပြီဟုတ်လားဒီမှာမိသားစုဘယ်နှစ်ယောက်ရှိလဲဒီမှာ9 6ယောက်6ယောက်ရှိတယ်ကျွန်တော်ခဏဝင်မယ်နော်ဟုတ်ကဲ့ဟုတ်ကဲ့အော်ဒီထဲမှာနှကန်းရှိတာပဲနှကန်းရှိတာလားအော်နှကန်းတွဲထားနှကန်းတွဲဟာဘယ်လောက်ပေးရလဲ3လောက်ဒီတခန်းကိုနှကန်းနှကန်းတွဲ3500အော်မိသားစု ရောက်ရောက်နေတာဩဟုတ်ပြီဗျာဟုတ်ပြီဟောဘာတွေလုပ်ကြဆားတော့လဲဒါလည်းဒီလိုပဲပေါ့ตัวไซก้านี่เนี่ยดูตาอ๋อท้าจี้อ่ะมาเนี่ยไซมาลงๆอะกูว่ากระบะบนมาโควิด19ขึ้นนี่เราตีล่ะเอ่ออูฮันอูฮันจ้าล่ะจောက်ล่ะไม่จောက်ป่ะบาลงไม่จောက်ตาเออตีตะแตมวยตะแตมตาตะมีเลียวซะลงดิมาไม่มวยล่ะเสยมามวยล่ะอ๋อโหเว้ยโหเว้ยแล้วกูวินชื่อเลยดีคันได้มาเว้ยบ่ ်။အိုးဟုတ်ကဲ့ဟုတ်ကဲ့။ကျေးဇူးပါနော်မော်နော်။ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့။ ပြီးခဲ့တဲ့ခါတုန်းကပြောခဲ့သလိုပဲဒီနားမှာလည်းအင်တာနက်ကတော်တော်တော်ထနေတော့မယ်ခလေးတွေကလည်းမစော့နေသူဒီအရေကဘာမှဟိုမပြောင်းလဲသေးတဲ့အခြေအနေပဲဗျာနော်ခလေးတွေကလည်းစော့ဘူးကဒီဖြစ်နေရမှာအာကစားကွဲမှာမကြီးတယ်ကြီးဒီဘက်ကအင်တာဒီဆိုရင်ဒါကတော့ဘသူဘသူပဲသွားသွားပါနော်ဥရလူတက်ပေါ့ဘိုးဘက်ကအင်တာဒီကတော့သူကိုပိုင်းတော့လေးတွေရှိတယ်ပေါ့နော်အဲဒီမှာအမေရေးတွေပဲရှိလား ရေမကြီးတော့ဘုရားကိုဆွဲသွားလိုက်ဘုရားကိုအင်းသားရေဆွဲမြို့မှာတတ်တယ်အင်းသားရေလောက်လာတော့လောက်လာမလောက်ဘူးပြောပြနေတာဘယ်ကတည်းကမနေ့ပိုင်းကျတော့ကြက်နေတာမလားမနေ့ကတိုင်းချင်းနဲ့တိုင်းချင်းနဲ့သူကမနေ့ကျပိုင်းကျတော့ကျွန်တော်တို့ငငယ်ကသမဘော်ရမဆိုင်သမဘော်မှာဆိုင်ဆန်တန်းလို့ဆန်တန်းစီတယ်လို့တန်းစီပြီးပြီးတော့တန်းစီပြီးတော့အဲ့လိုတန်းစီနေတဲ့အင်တာတက်ဖို့အရေးကိုသူဒီနေရာကဒါဟိုတခါကျွန်တော်ပြောခဲ့သလိုပဲဟုတ်ကဲ့ဟို ီမှာအိမ်သာဒါအနံ့လေးရနေခုမှာကျွန်တော်ဒီရက်ကွက်မှာကောင်းတဲ့ဒါရေကန်ပေါ့ဟုတ်ကဲ့ရေကန်ကလည်းတော်တော်ကြီးကန့်နေတယ်ဟိုဒီရေကန်လေးလည်းဒီတိုင်းပဲမပြောင်းလဲသေးဘူးဒင်းနေကြွားတယ်ဒီကြီးရတာပြည့်အောင်ဆောင်းဆောင်ပြီးခက်ရတာပေါ့ဟမ်မကပါအော်နည်းနည်းလေးရတာနဲ့ခက်အဲ့လိုမျိုးပေါ့ ညကြံတယ်ယူရတယ်ပြေသွားတော့ဩဒါပေမဲ့အခုဒီမှာတန်းစီနေတဲ့လူတွေဆိုဒီလိုပဲစောင့်အောင်ပါတော့စောင့်အောင်ဟုတ်ကဲ့ဆိုဒီနေရာဒါကဒီအင်သာကြီးပေါ့နော်ဒီအင်သာလေးထွက်လာအနံတတော်ဟိုဆူဆူဟာရှိနေဒီပုံကြီးမှာဦးလေးအဲ့ဒါဦးလေးဒီမှာနေရလားဒီအိမ်မှာနေရလားဦးလေးဆိုဒီအနံဦးလေးဘလို့ဘလို့ဘလို့နေလဲနှခေါင်းရင်းသွားပြီရင်းသွားပြီဆိုဦးလေးဟိုဟာဒီအနံကြီးကိုအပြင်းနဲ့ရှူလာဘလောက်ကြာပြီလဲ မကျွန်တော်ကနေရနေပြီးရောက်လာခုမှအနှစ်စိတ်လောက်ပဲရှိတယ်။အနှစ်စိတ်ဘမနေရလဲဒီမှာပဲလားဟုတ်ကဲ့ဒီမှာနေရအနှစ်စိတ်ရှိပါလေ။စောက်လေးဒီရက်ကွက်ကဒါဒီရက်ကွက်ထမနေနေအနှစ်နှစ်စိတ်အစိတ်အောင်ရှိပါလေ။ရှိပါဘူး။ဩဆိုဒီရက်ကွက်ကဘာပြောင်းလဲလာလဲဦး။ဩမပြောင်းဘူး။ဟာပြောင်းလဲမှုတော့မရှိပါဘူး။အနှစ်အနှစ်စိတ်အတွင်းမှာဒီတိုင်းပဲ။ဟုတ်ကဲ့။ဆိုတော့ဒီနေရာကဒါကတော့ကမှခလေးတွေအများကြီးဆော့နေရဲ့။အနှံ့တော့ဒါကျွန်တော်ပါဇက်ကပြောပြလို့မရဘူး။ဆိုတော့ဒီနားမှာနေတဲ့ဒါ လူတွေအတွက်ကတော့ဒီအနှံ့တော်တော်ကိုစိုးတယ်ဗျကျွန်တော်လွန်ခဲ့တဲ့နှစ်နှစ်ကလာတော့ကလည်းဒီနှံ့မှာ ဒီလိုင်းကဒါပြိုတော့မယ်ဘယ်သူဘယ်သူဟာလဲကျွန်တော်အခုကအခုကမြေးတော့ဝင်တော့မဟုတ်လားဟုတ်လားဘာဘာဘာရတယ်စမှုထန်တာစမှုထန်တာတွေ့တယ်ရထားလိုက်အခုဒီခမ်းပေးထားတာကြာပြီလားအဲကြာသေးဘူးတနေ့ကျော်တော့ပဲရှိတနေ့ကျော်တော့ပဲရှိအခုကခမ်းပေးတယ်ဆိုတော့အကူကဒီကြီးခမ်းမန်းသိလားသိတယ်သိလားတော့ကိုဘကဘေးအဖြစ်လေးပဲစောက်လို့ရလို့ကိုဘကစောက်နေလဲနေစရာလည်းမရှိဘူးအဲ့ဒါကိုကလည်းအော်မိထားဝင်နေလို့တော့ဘယ်လောက်ကြာလဲကျွန်တော်ဟုတ်တာပေါ့ရှင်းတယ် ဖြစ်နေရှိပြီဆိုလိုင်းကန်းရရဲဆိုတော့ရလိုက်တော့ရတော့ဒါဖြစ်နေပြီးတဲ့အခါနင်တို့မရဘူးလို့ကိုမပြောဘူးလားပြောတော့ပါပြောပါဦးဒီတပ်ပုံလေးလာရိုက်တယ်ဦးနေကကျွန်တော်ရှိရမြေထားဝင်ကြီးတွေအစားလာပြီးကြည့်တယ်လုတ်ပေးမယ်ပါညာပဲတလောက်ပဲပြောသွားတာအဲ့ဘလောက်ကြာပြီလဲဒါဟိုတလောက်ကတော့လာသွားတာဒီမှာလာပတ်ပြီးတော့ကြည့်သွားတယ်ကလေးကြည့်သွားပြီးတော့ဒါပဲတိတ်တော့မကြဘူး ါအိမ်အိမ်နေမှာမိုးတဲ့အုတ်ချက်တွေပြဆရာမရေးထားတယ်1865ခုနှစ်ကဆိုတော့ဒီမြေထားလိုင်းငန်းတွေရဲ့တက်တန်းကိုဒီမှာဖော်ပြထားတာပဲ1865ခုနှစ်ကဒါအိမ်မိုးအုတ်ပြားတွေဒီဟာကြီးတို့ရေတော်တော်ရိုင်နေပြီပြိုတော့မယ် ဒီဒီလမ်းချင်းချင်းလေးမှာဒီမှာဟိုဘက်ကောဒီဘက်ကောတစ်ဖက်တစ်ချက်စလုံးမှာအခန်းနဲ့ရှိနေတာအခန်းချင်းချင်းလေးတွေကရှိနေတယ်ဆိုဒီဘက်ဘေးနားမှာဒါအင်္ဂလိပ်ခေတ်ကဆောက်သွားတဲ့ဒါမြေသားဝန်ထမ်းတွေနေဖို့လိုင်းငန်းတွေပေါ့အဲ့ဒီလိုင်းငန်းတွေကဒါအခုဆိုလို့ရှိရင်အိုမွေးဟောင်းနှွမ်းပြီးတော့ပြိုတော့မယ်အဲ့ပြိုတော့မယ်ဟာယူကုတ်ကပ်ပြီးတော့လူတွေရတာဘေးနားကက်ရက်တွေကိုအဖီတွေချပြီးတော့ဖြစ်တယ်လို့နေနေကြရတယ်ဗျာအတော်အတော်ကဟိုကဝန်ထမ်းလားမြေသားဝန်ထမ်းလားဟုတ် ဆိုဒီဝင်းထဲမှာနေရကြပြီလားကြပြီကြပြီမြို့သားဥက္ကဋ္ဌဩတာမြေထားအဖေကဟိုကပ်ဘူးဩအကုန်လုံးအကုန်လုံးတာမြေထားပဲပေါ့ဆိုတော့ဘယ်နှစ်နှစ်လောက်ရှိပြီလဲဒီဒီရက်ကွက်ထဲမှာကြပြီဒီမှာနှစ်30ကျော်နှစ်30ရှိပြီဖေလို့ဆို50ကျော်ပေါ့ဟုတ်လားဆိုတော့ဒီရက်ကွက်ထဲမှာလူတွေပိုများလာလားဟုတ်တယ်ပိုတိုးလာတယ်လူတိုးလာလို့ဆီရရော့ဘူးမရောဆိုတော့တနေ့တနေ့ကိုတိုးနေတာပေါ့ဟုတ်လားပြောတာမသိဆိုတော့ဟိုကျွန်တော်ပြီးခဲ့တဲ့၄နှစ်တုန်းကလည်းတစ်ခေါက်ရောက်ဘူးလေရောက်ဘူးလေဆိုတော့ အခုလင်းနှစ်ကြာသွားပြီဆိုတော့ကျွန်တော်လာကြည့်တော့လည်းဘာမှသိပြီးပြောင်းလဲတာမတွေ့ရအောင်အခုလာမဲ့အဲဒီနှစ်ကုံဆိုဒါယူကောက်ပွဲလုပ်တော့မှာဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့တို့တို့ယူကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဟိုစိတ်ဝင်စားလားအင်းယူကောက်ပွဲကတော့နှစ်စဉ်နှစ်တိုင်းတော့ဘယ်သူရလို့တော့မဟုတ်ဘောเนาะဖဲ့ပေးရပြအကုန်လုံးဟုတ်လားဟုတ်ဆိုတော့တက်လာမယ်အစိုးရတွေပေါ့အခုဒီလာလဲအားပေးရမှာပဲလေဒီလုံးဒီဒီရက်ွက်ထဲမှာဆိုရင်ဥမာအစိုးရလာမယ်အစိုးရတက်လာလို့ရှင်ဒီရက်ွက်ထဲမှာဘာတွေလုပ်ပေးစီခြင်းလဲ ဘာတွေလုပ်ပေးစီရင်ဆိုတော့ပြစ်နိုင်တော့လေကောင်းကောင်းမွန်မွန်နဲ့ဒီခန်းလေးတွေဘာတွေစောက်ပေးစီရပါဒါပဲပေါ့ကျန်တာတော့မလိုပါဘူး ကျန်းကင်းနေရကျွန်တော်ဝိတ်နေဆိုနည်းနည်းလေးသတိထားပြီးရှောင်နေတာဆိုတော့ဒီဒီ building ကြီးကဒါအင်္ဂလိပ်ခရီးကမိထားလိုက်ရဆိုတော့အခုဒီမှာအခုဒီမှာ line အခန်း3-4ခန်းလောက်ကိုကျွန်တော်တွေ့ရတယ်လူနေနေတယ်ဆိုတော့ဒီခန်းလေးဟိုဘက်တစ်ချမ်းတော့ဒါတော်တော်ကြီးကိုရွှေရင်းပြက်စီးနေပြီအဲ့တော့ဒီဘက်နောက်ချမ်းမှာလူတွေကကပ်ပြီးတော့နေနေကြတယ်ဗျာဆိုတော့ဒီမှာဖြစ်တယ်လို့ခင်ထားတယ်ဒါစဉ္ညာလျှောက်လန်းပေါ့ ဆိုကလေးတွေကတော့လိုပဲတတအေးဆေးပဲသွားနေကြတာပဲကျွန်တော်ဝိတ်နေကြတော့နည်းသတိတော်တော်ထားရတယ် ရဲကွက်ထဲကိုကျွန်တော်ပြီးခဲ့တဲ့လင်းနှစ်တုန်းကတစ်ခေါက်ရောက်ဘူးလေဟုတ်ကဲ့ဆိုတော့အခုဒါလင်းနှစ်ကြာပါတော့ပြန်ရောက်လာတော့လဲဘာမှအသိမထူးကြဘူးဗျာဘာဘာဖြစ်လို့လို့ထင်တယ်သိလားပြောရမများဟိုပြိုပြက်နေတာကြီးပြန်ဆောက်ပြန်ပြုတ်ပြင်လုံနေတာနဲ့တင်ဒီအခြေခံလူဒန်းသားတွေပေါ်အောင်လဲပြန်မကြည့်နိုင်ဘူးဆိုဒီရဲကွက်ထဲမှာရှိတဲ့လူတွေကဘာတွေလုပ်ကြတာတောက်ကြလဲအများသောအဖြစ်အဲအများသောအဖြစ်တော့သူတို့ဈေးရောက်စားမယ်စိုက်ကားနှင်းစားမယ်ဟိုဘာဘာပြောရရင်တော့ဘူရာမှာဂံဘာခေါ်မှာပေါ့ ထန်းစားကုန်ထန်းစားမယ်ဒီလိုပဲဘဝကိုရင်ဆိုင်နေရတာပေါ့ဒီထဲမှာရှိတဲ့ဘဝတွေကိုအခုချုပ်ငုံပြောမယ်ဆိုရင်ဘယ်လိုမျိုးတွေဖြစ်နေလဲဒီထဲကဝန်ထမ်းမိသားစုအားလုံးကအနာဂတ်မဲ့ပေါ့လဲဆိုတော့နိုင်ငံတော်ဝင်ထမ်းဆောင်နေတယ်ပင်စင်ကြီးနေစရာမရှိအလုပ်ပြုတ်သွားတယ်နေစရာမရှိတော်ဝင်ထမ်းဆောင်ရွယ်လွန်သွားတယ်သူတို့နေဖို့အတွက်သက်ဆိုင်ရာအစိုးရအဆက်ဆက်ကတော်ဝင်မြူခဲ့တော့ ဒီမှာပဲငှားနေဒီမှာပဲကြည်ပြင်းကလေးတွေနဲ့ကျွေးတွေနဲ့ပေါ့ဗျာမြေထောင်ဝင်တဲ့အဆက်အဲမိမိသားစုတွေဟုတ်တယ်မျိုးဆက်တွေဟုတ်တယ်အပြင်ကိုဒီရဲကွက်ထဲမှာလာငှားပြီးနေကြတဲ့လူတွေရှိတယ်ဆိုတဲ့သဘောဟုတ်တယ်ရှိတယ်ရှိတယ်ဆိုတာကမိထောင်ဝင်တဲ့ဆိုတာနေပေါင်းဆောင်ပါလေအဲ့ဒီနေပေါင်းဆောင်ဒီရောက်လာသူတို့နဲ့ခင်မင်းတဲ့ဟာတွေကလည်းရေကြီးရမျက်နှာရဆိုပြီးရန်ကုန်မှာလာလှုပ်ရှားဖို့အမိလာရှာပြီးတော့ဒီမှာတဲပေါ့ဒီမှာငှားနေပြီ လောက်ကင်စားတော့ကြာဟုတ်ကျွန်တော်မျောလင့်တာကတော့လူမှန်ရင်လူပိသားဆိုတော့နေပြရစီလူပိသားဆိုတာသေပြရစီအခုဝန်ဘန်ဘာရက်ဖြစ်မယ်ဆိုရင်နိုင်ငံခြားကောင်တွေကလူလူသေမှာဒီမှာသေချင်းစိုးနဲ့သေမှာစဉ်းစားကြည့်ဗျာခေါင်းတော်မနဲ့ငုတ်ပြီးဝင်နေရတဲ့ကြွတ်တွင်းလူနေရမှာနေရတာပြောရရင်ကြွတ်တွင်းသို့မဟုတ်အန်ဇွဲမှာနေနေရအန်ဇွဲထဲမှာနေနေရတဲ့ဘွားတွေတက်လာမယ်အစိုးရ

လားသားပြီလားအာတာညနေသောမိမတော်တော့ဒီနေ့မှမိသားစုမနေရောက်နေလဲမနေရောက်သေးနေလားတရားငှားထားလားဟုတ်ကဲ့ဘောကူငှားတော့မတိုင်းတိုင်းဟောတားဝင်နေလားဟောမြေထားဝင်နေဩအကိုဘာလုပ်လဲစိုက်ကားနေနေဒီဘဝင်းနေမှာပဲပေါ့ကြာပြီလားဒီရဲ့ကိုယ်ထမနေရဒီမှာမွေးပြီဒီမှာဒီမှာမွေးပြီဒီမှာကြည့်တာ52နှစ်ရှိပြီအပပါဟုတ်ပြီဗျာ ်ခဏဝင်မနော်ဟုတ်တယ်ကျွန်တော်လည်းလေးဘက်ထားဝင်ရမှာဒါပဲလေးပြူကကျွန်တော်ရင်လားရရရအဲခင်းနေမှာဒါအကိုတို့လင်မယားနေရောက်ပေါ့လင်မယားနေရောက်နေတဲ့အခန်းကိုကျွန်တော်လာပြီးတော့အလေလာတာပေါ့တော့ကျွန်တော်ကတော့ကျွန်တော်ရင်းနေရောက်အကိုလို့ကျွန်တော်ထိုင်လို့မရဘူးဗျကျွန်တော်ကတော့ဒီလိုဒီလိုနေမှရမယ်ဆိုအကိုဒီခန်းမှာနေတာကဒါနှစ်ကြာပြီပေါ့ဟုတ်ပါတော့ဟိုပါပေါ့အခုဆိုရှင်တားရဆိုဒေးနဲ့ကြော်ပါဒီဂျန်ကင်းအောင်မှာနေရတဲ့ဆိုင် အကိုတခြားပေါ့နော်တခြားရက်ွက်ပေါ့နေကျင်တာဟောဝါကိုမမှာမရှိမှမရှိပဲနဲ့ဇိုင်းကားနေနဲ့မိန်းမကဈေးရောက်တယ်အဲ့တော့မပြေလေတဲ့ဝမ်းပေါ့နော်ဒီလိုကနေရောက်ပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့အကိုဒါမဲ့ရွေးကောက်ပွဲနီးပြီရွေးကောက်ပွဲနီးပြီဆိုတော့နောက်တက်လာမယ့်အစိုးရတွေကိုဒီရက်ွက်ထဲမှာဘာတွေလုပ်ပေးသေးချင်လဲ ကိုကျွန်တော်အဲ့ဒါကိုပြောရဲဟိုကအကိုဒီအောက်မှာနေရတဲ့တိုင်ဒီအပေါ်မှာနေရရင်ဘုမကောင်းလားကောင်းကောင်းတာပေါ့နော်ဒီပေါ်နေတာပေါ့ဘလူးမဆိုးဟိုတဲပေါ်ကတော့တိုက်ပေါ်ကိုသွားကျင်တာပေါ့ဘလူးမဆိုးဒါပေမဲ့သွားလို့မကိုမှမရှိတဲ့ကိစ္စကိုဒီလိုပဲနေရဆိုဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်လည်းများဒီဒီအကိုတို့ဒီအောက်မှာနေရတဲ့တိုင်လေဒီအပေါ်ပေါ့ဒီအပေါ်ပေါ့ဗျာဒီပေါ်တိုက်ပေါ်တဲ့ဆိုင်ဒီပေါ်ကိုကျွန်တော်ရောက်စေချင်တယ်ဟုတ်တက်စေချင်ဟုတ်ကဲ့ဟုတ်ကဲ့ကိုယ့်ရဲ့အချိန်ကြီးခါဟုတ်ကဲ့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 နေရပါသေးဗျာနော်ကျွန်တော်ဆူတောင်းပေးပါရနော်အခုနော် ကျွန်တော်အိမ်လေဖိတ်တဲ့တွေလည်းကျေးဇူးများတင်ပါတယ်နော်ဟုတ်ကဲ့ဟုတ်ကဲ့တော့နေလာကြပြီလားဒီမှာကြာပြီတာဟုတ်လား60နှစ်ခုလောက်ကလာနေ 62ခုနှစ်နှစ်ကလေးရာဟာကြာပြီပဲဘုပ္ပမလိုင်းကဟုတ်အိနာကကလေးတွေပြီးတာဆုံးသွားတော့ဟောဟုတ်တယ်ငားနေအောက်တင်ငားနေရတာဒီအခန်းကဟိုဟာတော့ဘယ်လောက်ပေးရလဲသိမပေးရပါဘူးကျေးဇူးတင်ပါတယ်ဘာလဲဘလမှတောင်းကလေးမဟုတ်ဘူးလားဩဆိုအရင်တော့အတော်လို့ရခဲ့တာလိုင်းငန်းကောင်းကောင်းမဟုတ်ဘူးဟုတ်ကဲ့ဘုပ္ပမတိုက်ခန်းရတယ်ရေမို့ဩဩဩအခုတော့ဒီအောက်က ခန်းထဲမှာဘယ်နှယောက်နေကြလဲမိဒါမိ၄ယောက်၄ယောက်ကလေး၃ယောက်ဟုတ်လားအမတယောက်အဲ့ဩဟုတ်ဟုတ်ဟုတ်အခုဘာတွေလုပ်ကြနေစားတော့ကြလဲဗျအဲ့လိုကလေးတွေ၄ယောက်ကြလဲဩဟုတ်ကဲ့ဟုတ်ကဲ့ရေးလေးရောပါဟုတ်ကဲ့ဟုတ်ကဲ့သူတို့ပေးတယ်ဟိုအချက်ကြီးဩဟုတ်ကဲ့ကတည်းက85ဟုတ်ဟုတ်ကျကွက်ထမှာလူတွေပုံများလာလားအတော်အဲဟိုတော့ကလည်းဆိုတော့ပုံများတာပေါ့ဟိုတော့ကတော့လောက်မရှိဘူးဒီအောက်တွေပါလေဟိုအရာဝယ်နာခဲ့တော့ပါဆိုလူမရှိဘူးဒီအောက်တွေ ဘုံမှာအိမ်တွေကရှာတော့နေရတယ်တောင်ဝင်ရှိသူတွေပေါ့ဗျာအစိုးရတွေကိုဘာများဘာများလေလုတ်ပေးစေချင်တယ်ဒီရက်ကွက်ထဲမှာဒါတိဘာမှလုတ်ပေးရမရှိဘူးကိုလည်းတရားပြလောကရောက်ဖို့လဲအဆမရှိတော့ငားမနေနိုင်ဘူးလေအပြစ်မှကြာတယ်ဒါမှဝယ်ပေးလိုက်တတိယကျော်တော့ဘာလို့ဆိုတော့ဘုံမှာတန်ကြရမရှိဘူးဟုတ်တယ်အဲ့တော့ဒီမှာပေါ်တဲ့နေရာလေးတွေကလေးတွေဟုတ်ကဲ့ဟုတ်ကဲ့ဟုတ် ကိုဒီရှင်းရောက်တာဒီနေ့ကတော့လူစီနေရပဲညနေဆောင်ဆိုတော့အဲညနေဆောင်ဆိုတော့လူစီတာပေါ့လူစီတော့ဒီမှာညနေစာလေးဗာလေးရောင်းနိုင်ခြားကြရတာပေါ့ဒီဘက်ကဈေးလာဈေးပေါ့အဲဈေးရလို့တော့မဟုတ်ပါဘူးဒါမှလည်းကျောင်းဈေးတန်းလေးလို့ဖြစ်တာပေါ့ဟိုဒါတွေကတော့အကုန်လုံးဝန်ထမ်းတွေပဲဝန်ထမ်းမဟုတ်ရသူတွေကလည်းဝန်ထမ်းနဲ့ဆက်ဆက်နေတာတွေကြီးပဲဟမ်ရခိုင်ရေဟိုဒီ အေးဗောရဲလဲမီးတယ်ရဲလဲမီးတယ်ဝင်နေမယ်အကောင်လုံးရဲဟိုစကောင်းပြင်းဟောဗောအကောင်ပတ်သက်ပါအကောင်ဗျာဗတ်ရပတ်သက်ကြောင်းနေဗောဗတ်ရပတ်သက်ကြောင်းဆိုလူတွေများလာတော့ဇာဝန်ကြီးကဇင်ရမပြည့်ကြက်တက်လာတော့လူတွေကြက်တက်လာတော့အင်းတကယ်ဟိုအင်းအရင်ဗောအရင်ဆောက်ထားတဲ့တကယ်အင်းအရင်ဟိုမှာနေလို့မဆန့်တော့ မဆက်နဲ့တော့ရှင်းပါလိုင်းကိုင်းပြူသွားအဲရှင်းပါအဲမလေးတော့ဒါတော့လိုင်းကိုင်းပြူသွားလို့ပြန်တာပြန်လှုပ်ထားတာမကြသေးဘူးဒါပြန်ဆောက်ပြီးတာလားအခုဟိုဟာနိုင်ငံတကမ္ဘာလုံးမှာဖြစ်နေတဲ့ဟိုဟာယောဂဝူဟန်ပေါ့အဲ့ဟိုဟာတိလားကြောက်လားကြောက်ဘူးကျမတို့နေလိုက်ငါပြည့်နေပါလိမ့်စားနေကြောက်ဘူးငရုပ်ကလေးကငွေငါးရီစားနေတာဒါဒီမကြောက်ဘူးဒီနေ့တော့တင်းနေမကြောက်ဘူးဟုတ်လား ဆိုဒီဒီရက်ကုန်မှာဟိုနေရာကြပြီလားတော်တော်မွေးလာမွေးလာတဲ့ကမွေးလာပြေးတာဟိုနန်းသားသမီးတွေဩဟုတ်ဟုတ်အဖဲဆိုပြင်းစင်းထိုင်ဖဲဆိုဝါရနောက်ဆိုဆက်ဆက်ဆက်မြက်လာဘီတာသမီးတွေဦးစားပေးပြီးခေါ်တယ်အပြင်ဝင်မို့မလဲဩဟုတ်ဟုတ် င်မကောင်းတာကြားပြီလား၃ရက်လောက်ရှိပြီဆိုတော့ဘာတွေလုပ်ကန်စားတော့လဲဒီကဲငယ်ဒီကဲငယ်တောင်းတောင်းစားတာပေါ့အခုမတောင်းအောင်ပေါ့ဒီနေ့မကောင်းတဲ့ကောင်းမှာကျွန်တော်ဆင်းဆင်းအခုဆေးရမပြောက်လားနေသွင်းထုတ်ကြနေသွင်းသမားမတော်ချီတာဆေးရမ်းတော့အော်ဆေးရမ်းတော့ပတ်သက်တော့ချီတာဟုတ်ကဲ့ဆေးရမ်းတော့အောင်နော်

ဟဲ့မောတယ်ကျွန်တော်လည်းမောတယ်နေရမဟောရရတယ်မှာပြီးခဲ့တဲ့၄နှစ်ကကျွန်တော်လာခဲ့တဲ့အချိန်ဘာမှလည်းမပြောင်းလဲပြီးခဲ့တဲ့၄နှစ်တဲ့တောင်ကျွန်တော်ပူဆိုးသွားမယ်ထင်တာပဲဘာရီပူဆိုးလာလဲဘာရီပူဆိုးလာမှဆိုလူကြီးတွေရတယ်များလာတယ်လူကြီးတွေများလာတော့ကစောက်ဝင်နေကြီးပူပြီးတော့ကြက်တဲလာတယ်စောက်ဝင်နေကြီးပူပြီးကြက်တဲလာတော့ကခက်ရှင်းရင်ပြောရရင်ဒုစရိုက်မှုတွေလည်းနည်းနည်းများလာတယ် ဟုတ်လားဘလူဟာမျိုးတွေပုံပွားလာအဲဘလူတွေပွားလာလေဆိုတော့မဘဘဘခိုးဆိုးနိုင်ဒီပါမယ်နော်နော်မွေးစီဝါဒီပါမယ်ဆိုလူဝေးရအခုကျွန်တော်ခုတစ်ခါလာတော့4000ကျော်ဟုတ်ကဲ့အခုကဘယ်လောက်လောက်ရှိမလဲအာလူကြီးကူဆိုရင်2ဆတော့ကတော့2ဆ3ဆတော့ရှိလိမ့်တတိယများလားများလားကလေးတွေရောကလေးတွေကခွေးတွေရောသမီး နှစ်ယောက်ရှိမယ်သားသမီးနှစ်ယောက်ကကလေးတစ်နှစ်ကိုတစ်ယောက်စီမွေးမယ်ဆိုရင်လေးနှစ်ဆိုရင်ပဲတော့တစ်နှစ်ကိုနှစ်ယောက်ဆိုလေးနှစ်ဆိုရှစ်ယောက်ဖြစ်သွားပြီလीဒီရက်ွက်ထဲကလူတွေရောအခုလာမဲ့ရွှေကောက်ဘွဲကိစ္စတွေဘာတွေကိုစိတ်ဝင်စားတာတို့ဟိုအတိတ်တလာမဲ့ဆိုရတွေကတို့ဟိုဟိုပြန်ကြည့်မလားဘာတွေညာလှုပ်ပေးမလဲလို့ပြောတာဆိုတာညကြားလားကြားတယ်ဘာတွေဘာတွေပြောကြလဲအဲနောက်လာမဲ့အစိုးရကငါတို့ ယူတက်ခန်းလေးပါလေးပေါ့လေဝန်ထမ်းတွေတက်ခန်းလေးပါလေးဖြစ်လို့ချင်းသူတို့မြန်ဟောပေါ့လေကောင်းမွန်မွန်နေရလို့မလားလို့သူတို့မျော်လင့်ဖို့တော့ရတယ် ော်ဒုက္ခမျိုးတော်တွေကနေဒုတိယအကြိမ်ပြန်ထွက်ခဲ့ပြီလုံခဲ့တဲ့၄နှစ်ကကျွန်တော်လာခဲ့တော့မှမြင်ခဲ့ရတဲ့အတိုင်းပဲကျန်းကင်းအောက်ကဘဝတွေကဘာမှမပြောင်းလဲသေးဘူးဆိုတော့ကျွန်တော်လုံခဲ့တဲ့၄နှစ်ကျော်ကပြောခဲ့တဲ့စကားကိုပဲပြန်ပြောရမှာပဲဒီရက်ွက်ထဲမှာရှိနေတဲ့လူ၄00ကျော်900ရဲ့အကြီးအားနောက်တက်လာမယ်အစိုးရတွေတိုင်တွယ်ဖြစ်ရှင်းရမယ်ကိစ္စတစ်ခုမှာပါနေတာတော့အမှန်ပဲရ တာထိုင်တာတွေပြောင်းလဲမှုမရှိဘူးဆိုတဲ့ဟာတော့ဘာကြောင့်လဲဆိုလို့ရှိရင်ကျတို့ဒီဘူတာကြီးအစစ်နဲ့တင်ရေးစီမံကိန်းပေါ့နော်ဒီစီမံကိန်းကဟိုဒါကျမတို့ဒီ2012ဈာပြရုပ်ောက်ခွဲပြီးကြတဲ့ဟိုကလာမယ်ဆိုတာကြားနေရတယ်နောက်တော့ကျမတို့ဘာတွေပြန်သိရလဲဆိုလို့ရှိရင်အာတို့တင်တာတွေခေါ်တယ်အဲဘယ်ကုမ္ပဏီနဲ့လုပ်တော့မယ်ဘယ်လိုဒီဇိုင်းတွေပါထွက်လာတဲ့အခါကျတော့ကျွန်တော်ပြည်တော်စုရန်ပုံငွေဆိုရှိတယ် အဲ့3000ပေးတယ်တရက်ကုတ်ကို350ပေါ့တစ်နှစ်ကိုပေါ့တစ်ခါရတယ်ဆိုတော့ကျွန်တော်တို့နှစ်ဆယ်နှစ်တိုင်းကတော့ဒီမိရထားရက်ကွက်တွေကိုကျွန်တော်တို့လုတ်ပေးတယ်လုတ်ပေးတော့ဒါပေမဲ့ကျွန်တော်တို့ကဒီတိမ်ပြရထားရက်ကွက်ကိုကြတော့ အာလိုအပ်ချက်ကကြတော့အဓိကမြောင်းပေါ့မြောင်းနေဆဲတယ်မြောင်းနေရတဲ့ကျမတို့ပုံမှန်ဆဲပေးတာတွေရှိပါတယ်ဒါပေမဲ့အဲသူကမြောင်းနေပဲဆဲဖို့ရှိတယ်ကျန်တဲ့ကိစ္စတွေကတော့ပြောရမယ်ဆိုရင်ဟိုဒီစီမံကိန်းတွေလာမယ်ဆိုတဲ့အခါကျတော့သူတို့ဒီဘက်ကိုလည်းရွှေ့ပြီးတော့သူတို့ပြောင်းရွှေ့ဖို့အတွက်ကိုနေရာတွေပြင်နေတာတွေလည်းရှိတယ်ဟိုဆောက်တော့ဟိုပြင်ဆင်နေတာတွေလည်းကျမတို့တွေ့နေရတဲ့အခါကျတော့အဲ့ဒီဘက်အချမ်းကိုတော့ ထိုက်ပြီးတော့ကျွန်တော်ဖွံ့ဖြိုးရေးကိစ္စတွေအဲနောက်ပြီးတော့တကယ်ကိုအကြီးအကျယ်ပေါ့နော်ကျွန်တော်ငွေရင်းနှီးများများမြှုပ်ရမယ်လုပ်ငန်းတွေတော့တိတ်မလုပ်ဖြစ်ဘူးပေါ့နော်ဟုတ်ကဲ့ဗျဆိုတော့ဒီသူတို့ကိုရွှေ့ဖို့ဒါပြင်ထားတယ်လို့ပြောတာပေါ့နော်ဟုတ်ကဲ့ဆိုတော့ဒီဟာကကိုဒီလင်းနစ်တွေမှာလောက်ခဲ့တာဆိုတော့ဒီဟာကနောက်ထပ်ဘလောက်လောက်ဆိုရင်ဖြစ်နိုင်ကြရှိတယ်ဗျသက်ဆိုင်ရာဝန်ကြီးဌာနကိုတော့မေးတယ်မေးတဲ့အခါကျတော့ပထမပိုင်းတော့တင်တာခေါ်ပြီးပြီးအမကြမီလောက်တော့မယ်ပေါ့နောက်ကျွန်တော်ပြန်သိတာကတော့တင်တာတခါလဲဟိုပြန်ပြီးတော့ ပြတ်သွားတဲ့သဘောမျိုးပြန်ကြရပြန်အောင်ဆိုတော့ကျွန်တော်တို့ကတော့ဒီမှာလုံနေကိုင်းနေတာတော့သက်ဆိုင်ရာဝန်ကြီးနေနေတော့ကျွန်တော်တို့ပုံမှန်တော့မေးမြန်းပြီးဆောင်ရွက်နေတာမျိုးရှိတယ်ပေါ့နော်အခုလက်တလုံးမှာတော့တင်တာကအစ်စ်ပြန်ခေါ်ရမယ့်သဘောမျိုးဖြစ်နေတယ်နောက်ပြီးတော့အားလုံးလည်းသိတဲ့အတိုင်းပဲဟိုကျွန်တော်တို့ဒီမှာကဒီလိုစီမံကိန်းတွေအကြီးအကျယ်လောက်တော့မယ်ဆိုလို့ရှိရင်ပြည်ထဲမှာရှိနေတဲ့လုပ်ငန်းရှင်တွေမဟုတ်ဘဲနဲ့နိုင်ငံတကာက developer တွေပါခေါ်ပြီးလုပ်ရတဲ့အခါကျတော့ အားလုံးကိုညှိနှိုင်းပြီးဆောင်ရွက်ရတာဖြစ်တဲ့အတွက်တစ်ခါလုံးလို့ရှင်တော့ကျွန်တော်တို့နည်းနည်းတော့ကြာတယ်နောက်တစ်ခါကျတော့ကျွန်တော်တို့ဒီကမ္ဘာစီးပွားရေးနဲ့မြန်မာပြည်ကိုလာပြီး investment လုပ်တဲ့ဟာတွေပေါ့နော်ဒါကြီးလည်းကြည့်ရတာပေါ့ဆိုတော့ကျွန်တော်တို့အခုပြန်ပြတ်သွားတာတော့ရှိရဲသူတို့ပြန်စ조사နေတယ်လို့တော့ကြားရတယ်ပေါ့နော်ဒါပေမဲ့ဒီစီမံကိန်းကတော့ဒီအစိုးရရဲ့လုပ်မယ်ဆိုတဲ့စီမံကိန်းထဲမှာတော့ပါပြီးသားပေါ့နော်စီမံကိန်းထဲမှာကျွန်တော်တို့သိတဲ့လောက်တော့ဒီတရက်ကွက်လုံးကိုသူတို့ကဒီ control လို့ပုံစံမျိုးဒီ မြေထားနဲ့တွဲပြီးတို့ဒီဇိုင်းတွေလည်းထွက်ပြီးသွားပြီ။ဒီဝန်ထမ်းတွေအတွက်ကိုလက်တလုံးနေဖို့အတွက်ကိုကျွန်တော်တို့ဒီမှာတောင်ညော့မြေထားရက်ွက်ဆိုတော့လိုင်းကန်ရှိသေးတယ်။တောင်ညော့မြေထားလိုင်းကန်မှာနေရာတွေပိုင်းတောင်ယူပြီးတော့ဟိုဆောက်ဖို့တက်တွေပြင်ဆင်နေတာကြီးလည်းရှိတယ်။ဝန်ထမ်းတွေကိုဒီဘက်ကိုခဏရွှေထားမယ်။ပြီးတော့မှဒီဘက်မှာအကုန်လုံးဝန်ထမ်းတွေအတွက်အဆင်ပြေပြီဆိုတော့မှဝန်ထမ်းတွေကိုဒီတိုက်ခန်းတွေပေါ့ပြန်တင်မယ်ပေါ့။အဲ့လိုပုံစံမျိုးတော့လုပ်ထားတာရှိပါတယ်။ဆိုတော့ကျွန်တော်ဒီရက်ွက်ထမ်းမှာကျွန်တော်တွေ့ရတာကမြေထားလက်ရှိပေါ့မြေထားမှာတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းတွေတွေမကဘူးဗျ။ ဆိုတော့ဒီသူတို့အိမ်တွေရဲ့အောက်မှာပြန်ပြီးတော့ငှားနေတဲ့လူတွေရှိတယ်အဲ့လူတွေကြတော့ဘယ်လိုလုပ်ကြမလဲမအခုတကယ်လို့များစီမံကိန်းလုပ်ခဲ့မယ်ဆိုရင်တော့ဒီလူတွေအတွက်ကတော့ဟိုတာဝန်တော့မရှိဘူးပေါ့နော်ဘာဖြစ်လဲဆိုတော့ငွေကြေးကငှားနေတာဖြစ်တဲ့အတွက်သူတို့ရဲ့ဝန်ထမ်းစီမင်းစီကတ်မှလည်းရှိပြီးသားပါကျွန်တော်တို့မြင်တာတော့အခုလက်တလုံးကတော့ဒီစီမံကိန်းရဲ့ အဝန်ထမ်းတွေရဲ့စီမင်းစည်းကမ်းအရာဆိုတော့ထားလို့မရဘူးပေါ့ဆိုတော့ပြောင်းရွှေ့မယ်ဆိုလို့ရှိရင်လည်းဝန်ထမ်းတွေပဲပြောင်းရွှေ့လို့ရမှာမိထားဝန်ထမ်းတွေကတော့ရွှေ့နိုင်ရင်တော့မှအောက်ကလူတွေကအများကြီးရှိသေးတယ်ဗျသူတို့တွေကသူဒီနားမှာပဲလေဈေးရောင်းပါညာမိတင်းပြီးနေကြရတာဩဆိုအဲ့ဒီအရေးကြီးကြရလို့ရှိရင်ဟိုလွတ်တော်အနေနဲ့ဗာများသူတို့တို့ကောများထဲသွင်းစဉ်းစားရမှာရှိလားပေါ့ဒီမှာဖြစ်လာပြီဆိုရင်တော့ဘလို့ရင်ဆိုင်ကြမလဲဆိုတော့ကျွန်တော်တို့ပြင်ထားရမှာပေါ့နော်ဥပမာအဖြစ်ငှားနေနိုင်တဲ့သူတွေရှိသလို့ အာငှားမိန်နိုင်တဲ့သူတွေလည်းရှိလာနိုင်တယ်လေဒါမျိုးတွေကတော့ကျွန်တော်ဖြစ်လာတဲ့အချိန်ကြီးကြလို့ရှင်တော့ကျွန်တော်မျိုးတဲ့အတွင်းမှာရှိနေတဲ့မိရထားတွေရှိမယ်မိရထားအဖွဲ့တွေရှိမယ်ဒီသက်ဆိုင်ရာမျိုးတဲ့အုပ်ချုပ်ရေးပိုင်းတွေလွှတ်တော်ကိုယ်စားလုံးတိုင်ပင်ဆွေးနွေးညှိနှိုင်းပြီးတော့လောက်ရမှာပါရှင့် တို့အစီအစဉ်ကိုဒီလောက်နဲ့ပဲညနာခင်းပြပါဒီအစီအစဉ်ကိုအားပေးနေတဲ့သူတွေအားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်ရဲဝင်းသူပါ